လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါမနလေးတိုင်းမုတ်ကုံမြို့မှာကြောက်အများဆုံးထွက်တဲ့ကောက်ကွင်းကြောက်တွင်းတွေမှာ အသေးစားလောက်ွက်တွေကိုနိုဝင်ဘာတရက်ကစပြီးတန်းလွမြောက်ရေးတက်မတော် TNN တွေကမြို့ကန်တချို့ကိုလုက္ကန်ခွင့်ပြုထားတယ်လို့မိုးကုံမြို့ကန်တွေကအမှတ်ပြကိုပြောပါတယ်။လာမယ့်နိုဝင်ဘာ20ရက်မှာမိုးကုံမြို့ကနေအပီးထွက်ခွာဖို့ပြင်ဆင်နေတဲ့တန်းမြို့သားလွမြောက်ရေးတက်မတော် TNN တွေကမြို့ကနေမထွက်ခခင်အရေးကြောက်တွေအများဆုံးထွက်တဲ့မိုးကုတ်ကောက်ကွဲမှာလုက္ကန်ခွင့်ပြုလိုက်တာလို့ဆိုပါတယ်။ မိုးကုတ်ကောက်ွဲဟာမြို့အနောက်ဘက်မှာတည်ရှိပြီးတော့ဧက200နီးပါအကျယ်ဝန်းရှိတယ်လို့ဆိုပါရယ်အဲ့ဒီကောက်ွဲမှာကြောက်တူးပေါ်လုတ်ကင်နေတဲ့လုပ်ငန်းရှင်တွေရနာထားတဲ့အချိန်မြို့ကန်တချို့ကို ခေါ်ယူပြီးလေးပေတွင် လုတ်ွက်တွေလုတ်ကင်ခွင့်ပြုထားတာလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ် TNN နေအနေနဲ့လေးပေတွင်တရားထက်မနေမြို့ကန်တွေကိုလုတ်ကင်ခွင့်ပြုထားတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်ကိုတော့ MBB အနေနဲ့တိကျအတိပြုနိုင်တာမျိုးမရှိသေးသလို တီအန်အန်နေရဲ့ပြောခွင့်ရသူရွေဦးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။မုံကုံမြို့ကိုတီအန်အန်တွေတိမ့်ပိုက်ထိန်းချုပ်ပြီးနောက်2024ခုနှစ်စက်တင်ဘာလကစပြီးလုပ်ငန်းရှင်တွေကိုပြန်လည်တူးဖော်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ကြောင်အများဆုံးထွက်တဲ့မိုးကုတ်ကောက်ကွင်းဝင်းထရန်ပင့်ကူတောင်နဲ့ဗောပဒန်းစတဲ့လောက်ကတွေမှာခွင့်ပြုခဲ့ရကနေအပြည့်ရပြီးနောက်ကြောက်တွင်းတူးဖော်ရေးလုပ်ငန်းတွေရက်ဆိုင်ချိန်မှာ၄ပေတွင်းနေထပ်မံလုပ်ကင်ခွင့်ပြုခဲ့တာပါ။ တစ်တုံညာနှစ်ခုဆက်စင်ရဲ့အတွင်းမိုးကုတ်မြို့သိန်းတိုက်ပွဲ ပြင်းထန်ချိန်မှာမြို့ရဲ့ကြောက်ကုံတဲ60ရာခိုင်နှုန်းကပြောင်းရွှေ့သွားသလိုအပြင့်ရက်ပြီးနောက်ပိုင်းကြန့်ရှိသေးတဲ့ကြောက်ကုံတွေလည်းမြို့ကိုစွန့်ခွာထွက်ခွာနေကြပြီလို့ဆိုပါတယ်။